မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာဆရာရဲ့မိတ်ဆွေတွေအားလုံးဇာတ်က2025ခုနှစ်17လပိုင်းနိုဝင်ဘာလအတွက်ဒလစာရှောင်းရံဆောင်ရံအတွက်ကံကြမ္မာဟောစနံကိုတနင်္ဂနွေသားသမီးတွေအတွက်ဟောကြားပေးမှာဖြစ်တဲ့အတွက်ဥစွာပရမတနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်အရရဘေးပြာမှန်သမျှဝေးကွာကြပါစေကြောင်းနဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံးဒီဗီဒီယိုလေးကို share ပေးသွားကြပါအောင်လို့ဆရာကပြောချင်ပါတယ်ဒီ2025ခုနှစ်17လပိုင်းအတွက်မှာ တနင်္ဂနွေသားသမီးမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့ယင်ထဲမှာဘယ်ຢာတွေရှိနေမလဲဆိုရင်2025ခုနှစ်17လပိုင်းအတွင်းမှာမိတ်ဆွေတို့ရဲ့ယင်ထဲမှာဆုံးဖြတ်ချက်တစ်ခုခုကိုချမှတ်ရတော့မယ်ငါဟာဒီကိစ္စတစ်ခုခုကိုလှုပ်ဆောင်ရတော့မယ်ဆိုတာမျိုးကျင်းသိစဉ်းစားတွေးခေါ်ပြီးတော့ဆုံးဖြတ်ပြီးတော့မဖြစ်ဖြစ်အောင်လုပ်မယ်မရရအောင်လုပ်မယ်ဆိုတဲ့ဖြစ်လို့တဲ့စိတ် မိမိတို့အနေနဲ့ဟိုယောက်ျားတို့ဆိုရဲဒေဂါမလျှော်ဆိုသလိုမျိုး ဖြစ်အောင်ကြုံဝါမိရှိနေသောကာလဖြစ်ပြီးတော့မိတ်ဆွေတို့ရဲ့ယင်ထဲမှာ ဖြစ်လို့သောကိစ္စဖြစ်ချင်တဲ့ကိစ္စတွေကိုအချိန်အတိုင်းကလေးတစ်ခုကိုရိတ်တက်မှတ်ပြီးတော့ခြေတိုးဆောင်ရလှုပ်ဆောင်နေသောကာလပိုင်းခြားဖြစ်ပေါ်နေသောကာလဖြစ်ပါတယ်။ထို့အပြင်မိတ်ဆွေတို့နဲ့သားသမီးတွေအနေနဲ့အထူးသဖြင့်လုပ်ငန်းကိန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လို့ပြောပြပြီးပါစီ။ ဒီကလာတာတော်တွင်းမှာမိတ်ဆွေတို့အနေနဲ့လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လို့ရှိရင်အလုံးပြိုင်လုပ်ငန်းပြိုင်ကြီးပေါ်တတ်ပြင်မဲ့လို့ဘာကိုမဆိုချစ်တို့ဆောင်ရလောက်ဆောင်မှာအထူးသဖြင့်ကိုနဲ့မဆိုင်တဲ့ကိစ္စလေးတွေကိုတတိထားစင်ကြင်မှာအပေါင်းအသင်းကိစ္စလေးတွေမိတ်ဆွေအပေါင်းအသင်းဟောင်းလေးတွေကိုတတိထားပြုမှုစင်ကြင်ပို့ပြီးတော့အားသာကောင်းမှုပြီးတော့မိတ်ဟောင်းဆွေဟောင်းနဲ့ပတ်သက်လို့ဖြစ်စီလုပ်ငန်းဟောင်းအလုပ်ဟောင်းနဲ့ပတ်သက်လို့လုပ်ငန်းပြိုင်အလုပ်ပြိုင်နဲ့ပတ်သက်လို့ရှိရင်တော့တတိထားစင်ကြင်ပြရန်အတွက်တော့လိုအပ်သောကာလအပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ ထို့အပြင်ကျွန်တော်တို့ဒါသမီးမိတ်ဆွေတွေအနေနဲ့အဲအလောင်းကစားနဲ့ပတ်သက်တာမျိုးလေးတွေအပျော်ပါနဲ့ပတ်သက်တာလေးတွေမှာသတိထားဆင်ခြင်ပေးဖို့လိုအပ်တယ်လို့ဘာသာတရားလေးနဲ့နဲ့မေ့နေတယ်ဗဇက်ကဖျားလက်ကကာယဆိုတော့ကာလဖြစ်နေတဲ့အတွက်ဘာသာတရားနဲ့ပတ်သက်လာရင်ပုံမူပြီးတော့ထိတွေ့ပြီးတော့ကောင်းမွန်အောင်လှုပ်ဆောင်တာဟာပုံမူအသာကောင်းမှုပြီးတော့တိုးတက်နိုင်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာကောင်းပြီဒါပြင်မိတ်ဆွေတို့နေသားသမီးမိတ်ဆွေတွေဟာလုပ်ငန်းနဲ့ပတ်သက်လို့အကျိုးပေးသောလုပ်ငန်းတွေကိုဆက်လက်ဖော်ပြပေးပြရစီဒီတလားတာတော့အတွင်းမှာတနင်္ဂနွေနေသားသမီးမိတ်ဆွေတွေဖို့ အယောင်းဝင်နဲ့ပတ်သက်သောလုပ်ငန်းတွေရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်အားသာကောင်းမှုတိုးတက်နိုင်ပါတယ်။ဒါအပြင်အလှကိုဆိုင်ရာလုပ်ငန်းတွေဖန်စီပစ္စည်းတွေပကြီးပခုဗေဒင်မီဒစံကြမ်းနဲ့ပတ်သက်သောလုပ်ငန်းတွေရှေ့တို့ဆောင်ရလှုပ်ဆောင်မှာအထည်လေးလုပ်ငန်းတွေအကျိုးပေးပါတယ်။ရောင်းဝယ်ရေးဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်။ကွန်ပျူတာတို့ကားတို့ဆက်ပစ္စည်းတို့စားသောက်ကုန်လုပ်ငန်းတို့စံစီစေစားနဲ့ပတ်သက်သောအရာလေးတွေကိုပိုင်လုပ်ငန်းတွေနဲ့ပတ်သက်လာလို့ရှိရင်တော့ အဲမိတ်ဆွေတို့နေနဲ့အဖွဲ့အစည်းတို့အသင်းအဖွဲ့တို့နဲ့ပတ်သက်ပြီးလှုပ်ဆောင်တာထက်စက်တူလုပ်ငန်းကလေးတွေအစုရှယ်ယာကလေးတွေစုကြေးကလေးတွေဒီလိုမျိုးလုပ်ငန်းတွေရှိတော့ကောင်းမွန်အားသာပြီးတော့လက်လွန်နေသောငွေကြီးတွေမှာပြန်လဲတောင်းဆိုပါ ပြန်လဲရရှိမယ်ဆိုတဲ့ကာလဖြစ်ပြီးတော့ညီကိုမောင်နှမတွေရဲ့အငွေကြီးအထောက်အကူတွေရရှိတာမျိုးလေးတွေညီကိုမောင်နှမဆွေမျိုးသားချင်းတွေရဲ့ငွေကြီးအဆင်ပြေမှုတွေကိုရရှိတတ်သောကာလဖြစ်ပါတယ်ခင်ဗျာဒါအပြင်တွင်းထွက်ပစ္စည်းတို့ရွှေတို့ရရှိတာမျိုးလေးတွေဓာတ်ဆီတို့ဒေါ်လာတို့အဲဒီဇယ်တို့အစရှိတဲ့အရာလေးတွေရှေ့တို့ဆောင်ရွက်လုပ်ဆောင်တယ်လို့စက်ပစ္စည်းရင်းနဲ့ပတ်သက်အစ်စ်ဝင်လာတာမျိုးလေးတွေရှေ့တို့ဆောင်ရွက်လုပ်ဆောင်မှာမိမိတို့အနေနဲ့ကိုယ်ပိုင်လုပ်ငန်းလေးတွေစတင်ခြင်းနဲ့တူတဲ့တယောက်တည်းလုပ်ဆောင်ခြင်းမိမိအမိခံလုပ်ခြင်းတဲ့ အဲဆက်တူလုပ်ငန်းတွေဆွေမျိုးသားချင်းတဦးတည်းရဲ့အကူအညီကိုရယူပြီးတော့အစုရှယ်ယာတွေထည့်လာမျိုးတွေဟာမိတ်ဆွေတွေရဲ့ကံကိုချစ်တိုးကောက်မှုပြီးတော့အားသာကောက်မှုပြီးတော့ကံကောင်းစေတော့လာဖြစ်ပါတယ်အရှိရေးလူငယ်တွေအရှိရေးနဲ့ပတ်သက်လာရင်တော့မေတ္တာရေးစမ်းအရှိရေးကံအားကောင်းနေပြီးတော့ဖူးစာခြင်းပေါ်တက်ခြင်း သို့မဟုတ်လို့ရှိရင်အရှိရင်နဲ့ပတ်သက်လာရင်မိမိချစ်သောမြန်နိုးသောသူကနေပြီးတော့ပြန်ပြီးတော့အဖြေရခြင်းအဆက်အသွယ်ပြန်နေသောသမီးစားတွေပြန်လဲအဆက်အသွယ်ရရှိခြင်းတွေကြုံရတတ်တဲ့အတွက်တော့အရှိရင်နဲ့ပတ်သက်လာရင်တော့ဘာမှမဆိုရှိတိုးဆောင်ရပြီးတော့စူးစမ်းရင်ရည်စားလဲရ၊ကံကောင်းရင်အိမ်တော်အောင်ကြသွားပါဦးမယ်။အိမ်တော်ကြလို့ရှိရင်လည်းဆရာငယ်နာမင်္ဂလာရလာရွေးလို့ရပါတယ်ခင်ဗျာ။ကောင်းပြီ။မိတ်ဆွေတို့အနေနဲ့သမီးကြီးသားတွေအနေနဲ့အရှိရင်နဲ့ပတ်သက်လို့ရှိရင်စုပ်ကောလက်ကောဝင်လာတက်တော်လာဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေ။ ထို့အပြင်မိတ်ဆွေတို့ဒီတလှတာတော်တွေမှာနိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာမျိုး passport visa လုပ်ငန်းနဲ့ပတ်သက်တာမျိုးရက်ဝင်းခရီးသွားနဲ့ပတ်သက်လို့ရှေ့တိုးဆောင်ရွက်လှုပ်ဆောင်မှာတိုးတက်ရှင်ကံကောင်းခြင်းတွေရရှိတတ်သောကာလဖြစ်ပါတယ်။ယာဉ်တိုးဖို့ယာဉ်တက်ဖို့မျှော်လင့်နေတဲ့မိတ်ဆွေများယာဉ်တိုးခြင်းယာဉ်တက်ခြင်းတွေကြုံရနိုင်သောကာလပတ်တာပိုင်းခြားဖြစ်ပြီးတော့အဝေးတက်နေရာကနေပြီးတော့ဆွေမျိုးသားချင်းညီအစ်ကိုမောင်နှမတွေရဲ့အထောက်အကူတွေ အခုအညီတွေအဆက်အသွယ်တွေရရှိတတ်သောကာလပိုင်းခြားဖြစ်ကြောင်းလည်းထပ်လောင်းပြောကြလိုက်ပါရစေခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလတာတော်တွေမှာဆိုရင်စာရုပ်စာတမ်းကိစ္စနဲ့ပတ်သက်လို့ရှေ့တူဆောင်ရွက်လုပ်ဆောင်မှာငွေကြေးဆိုင်ရာကိစ္စလေးတွေမှာတော့ရှေ့တူဆောင်ရွက်ပြောဆိုရင်အောင်မြင်ခြင်းအသာကြီးနဲ့တိုးတက်ခြင်းတွေရရှိတတ်သလိုငဘုကသာသမီများရှိသောမိတ်ဆွေများသာသမီရရှိတာမျိုးသာသမီစုပန်းတာမျိုးတွေမှာရှေ့တူအသာကောင်းမှုပြီးတော့ကံကောင်းစေတော်လာဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေခင်ဗျာ ထို့ပြင်ရေရှားမြေရှားပတ်စပို့ဗီဇာလုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်လည်းမထင်မှန်ဘဲနဲ့ခရီးသွားရခြင်းတွေရဝေးခရီးကိုသွားရတတ်တော်လာဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပြရစေခင်ဗျာ မိတ်ဆွေတို့ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့အစာအိမ်နဲ့ပတ်သက်တာမျိုးစီးနဲ့ပတ်သက်တာမျိုးလေကြောင်းနဲ့ပတ်သက်တာမျိုးလေးတွေမှာသတိထားဆင်ခြင်ပေးရလိုအပ်ပြီးတော့ငကိုကယောဂဟောင်းကိုအစ်စ်ပြန်ဖြစ်တာမျိုးလေးတွေယောဂဟောင်းအချိန်ရှိသောမိတ်ဆွေများ1 byte ကိုအစာအိမ်လိုစီးတို့နဲ့ပတ်သက်တဲ့မိတ်ဆွေများအဖို့ကတော့ဒီကာလအတော်တွေမှာကျမ်းမာရေးနဲ့ပတ်သက်လာရင်ဒီကြာလေးတွေကိုပုံမှုပြီးတော့အဲသတိထားပြီးတော့အပူဆက်စားတွေတွေးတိုးတွေးတက်စားတွေသတိထားဆင်ခြင်စားသုံးမှာယောဂဟောင်းကအစ်စ်ပြန်ထခြင်းမျိုးတွေကြုံရတတ်တာလို့ကျွန်တော်ဘာမှစွစွဘွား မရှိလာပါဘူး။အကယ်၍ကျမ်းမာရေးညံ့ငယ်ရေးစွစွဝါးဝါးညံ့ငယ်ပြီဆိုရင်တော့မကောင်းတဲ့အတ္တပညာတွေအတိုက်ခိုက်တွေစုံတိုက်တွေနှက်တိုက်တွေဓာတ်တိုက်တွေပြူစားတိုက်ခိုက်ခြင်းခံရတတ်တဲ့အတွက်တော့ဒီတစ်ချက်လေးကိုသတိထားစဉ်းကျင်ပေးရအတွက်တော့လူအကြောင်းထပ်လောင်းပြောကြားလိုက်ပါစီ။မထင်မှတ်ဘဲနဲ့အိုးအိမ်ချမ်းမြေပိုင်ဆိုင်ရတာမျိုးအသစ်ဆောက်ရတာမျိုးနေရာတိုင်းအသစ်တွေ ရရှိတာမျိုးပိုင်ဆိုင်တာမျိုးတွေကြုံရတတ်တယ်လို့ငကူကသာသမိကိစ္စတွေမှာပြောလို့ဆိုလို့မကောင်းတဲ့မိတ်ဆွေများသာသမိနဲ့ပတ်သက်လို့ရှိရင်စိတ်ချမ်းသာခြင်းသာသမိနဲ့ပတ်သက်လို့တပည့်လက်သားလက်အောက်ငယ်သားနဲ့ပတ်သက်ရင်များစွာအကူအညီရရှိတတ်သောလက်ဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒါအပြင်မိတ်ဆွေအဲတနေ့ဦးလေးသာသမိများဒီကာလအတာတော့ဒီမှာဆိုရင်ငွေချင်းနဲ့ပတ်သက်လာရင်တော့အနှဲငယ်လေးအခက်အခဲအကြံကြာလေးအဲကြုံရနိုင်ပေမဲ့လက်လွန်ထားတဲ့ငွေကြေးတွေမှာရှေ့တို့ဆောင်ရလှုပ်ဆောင်ခြင်းငွေကြေးနဲ့ပတ်သက်လာလို့ရှိရင်ဘာကိုမဆို အဲဆွမ်းနာလိုပေါ့မိမိကိုယ်တိုင်ဥစည်းဥဆောင်ပြီးပြောဆိုလုပ်ခြင်းတွေကအာသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လာဖြစ်ပါတယ်အိမ်အောင်ရှင်မြအဖို့ကတော့အိမ်အောင်ရေးမှာတဦးနဲ့တဦးတယောက်နဲ့တယောက်မျက်နှာချင်းဆိုင်ရေးကိုပြဿနာတက်ရတာမျိုးလေးပြီးဂျုံအားတက်တယ်လို့အိမ်တွင်းရေးကိစ္စလေးတွေကိုအကြောင်းပြုပြီးတော့ပြဿနာတက်တာမျိုးမိသားစုကိစ္စလူမျိုးရေးကိစ္စအိမ်တွင်းရေးမှာကြားလူတဦးတယောက်ကြောင့်အကြောင်းပြုပြီးတော့ပြဿနာပဋိပက္ခလေးတွေဂျုံအားတက်တဲ့အတွက်တော့သတိထားစင်ရင်ပေးရလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ ဖြစ်နိုင်ရင်ဒီကာလမှာအမွေကိစ္စတွေအမှုကိစ္စတွေပြောကိုကိုယ်တိုင်ဦးစီးဦးဆောင်မလုပ်ပါနဲ့ညံ့ပါလေအမွေကိစ္စလေးတွေအမှုကိစ္စလေးတွေမိသားစုအိမ်လူကြီးကိစ္စတွေမှာကိုပေးနိုင်ရင်ပေးလိုက်ပါမပေးနိုင်လို့ရှိရင်မပေးနိုင်နဲ့ဘာလို့လဲဆိုတော့ ကိုကိုကိုကပြောရမှာကိုရဲ့အပြစ်မြင်လာတာမျိုးတွေကိုကိုဝေဖန်တိုက်ခိုက်တာမျိုးတွေကြုံရတတ်တဲ့အတွက်တော့အင်္ဂလိပ်ကိစ္စအင်တော်ကြီးကိစ္စအဲမိသားစုကြီးကိစ္စလေးတွေမှာတော့ဖြစ်နိုင်လို့ရှိရင် ကို အထက်နိုင်ဆုံးနည်းနည်းလေးဟိုဥဆောင်ဆောင်ရွက်တာမျိုးဝင်ပါပြီးပြောဆိုတာမျိုးလေးတွေအားနည်းစေသလိုမိမိရဲ့အင်္ဂလိပ်ကိစ္စကိုသူတို့များကိုတဦးတယောက်ကိုတွားပြီးတော့အကူအညီတောင်းလာမှထိုသူကကိုကို ပြောဆိုပြစ်တင်တာမျိုးတစ်ဖက်မှာတော့ မိတ်ဆွေတွေနဲ့ပတ်သက်လို့တစ်ခါမှတော့ပြုံပြုံကိုနဲ့မလို့တော့မှအပြစ်တင်ဝေဖန်တာမျိုးတွေကြုံရတတ်တယ်လို့တနည်းနည်းသားသမီးမိတ်ဆွေတို့ဒီလဟာမိတ်ဟောင်းဆွေဟောင်းနဲ့ပတ်သက်တာမျိုးရီစာဟောင်းနဲ့ပတ်သက်တာမျိုးဖြစ်ခဲ့ပြီးတော့အဟောင်းတွေကိုကိုယ်ကိုတဦးတစ်ယောက်တစ်စုံတစ်ယောက်ကကြိုးကင်ချင်းချောက်ချင်းအကြက်တဲ့ဖြစ်ရှင်တွေကြုံရတတ်တဲ့အတွက်တော့ဒီတစ်ချက်လေးကိုတတိထားစဉ်းမြင်ပေးရတဲ့အတွက်လိုအပ်တော့ကာလအပိုင်းခြားဖြစ်ပါတယ်အလောင်းမစားနဲ့ပတ်သက်ရင်တော့ကျွေတလဲကြက်တကုံမလုပ်ပါနဲ့ငလောင်းမစားနဲ့ပတ်သက်ရင်လူလိန်ခံရခြင်းမျိုးတွေ အလောင်းစားနဲ့ပတ်သက်ရင်သတိထားစင်နေပြရမယ်လဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြစီအပြောအပါတို့အလောင်းစားတို့မိဟောင်းဆူဟောင်းတို့နဲ့ပတ်သက်ရင်တော့အားနည်းစီတော့လဖြစ်ပြီးတော့ဘာကိုမဆိုသတိကလေးကပ်ပြီးလောက်ခါမှာတော်ခါချမဲ့ကာလပိုင်းခြားဖြစ်ပါတယ်ပညာရင်းနဲ့ပတ်သက်လာရင်လည်းပညာရင်းနဲ့ပတ်သက်ရင်ကိုလက်ရှိသင်ယူနေရတာတခုဖြစ်နေတာတခုအဲတင်နေရတာတခုဖြစ်ရှင်တာတခုဆိုပြီးတော့နှစ်ခုစိတ်တိုင်းမကြခြင်းနေစိတ်မပြောခြင်းနေကြုံရတတ်တယ်လို့မိတ် အပေါင်းသင်းမိတ်ဆွေတွေကြောင့်အဖြတ်ဝင်လာတာမျိုးလေးတွေကြန့်ကြာတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့ပညာရေးနဲ့ပတ်သက်လာရင်တော့အားနည်းသောကာလဖြစ်တဲ့အတွက်တာမန်ထက်တော်ပို့ပြီးကြိုးစားကာမှတော်ကာကြမယ်လားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြသည်ဒီတလားတာတော်အတွက်မှာမိတ်ဆွေတနင်္ဂနွေသားသမီးတွေအနေနဲ့ဘာကိုမဆိုမိမိတို့အနေနဲ့အရေးကြီးသောကိစ္စတွေကိုပြောဆိုဆောင်ရွက်တဲ့အခါမှာဗုဒ္ဓဘုရားသမီးတို့တနင်္လာသားသမီးတို့ရဲ့အကူအညီကိုရယူပြီးပြောဆိုခြင်းဟာအောင်မြင်တိုးတက်ပြီးတော့ကံကောင်းစေသောလဖြစ်မှာအသေးချာပဲဖြစ်တယ်။အရေးကြီးသောကိစ္စရက်တွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာ အဝါရောင်လို့ခဲရောင်လို့အစိမ်းရောင်လို့များများပါသောအကြောင်းတွေကိုဝစ်ဆင်ပြီးတော့ပြုမှုဆောင်ရရင်အောင်မြင်တိုးတက်မှုနဲ့ကံကောင်းမှုတွေရရှိစေမယ်လာဖြစ်ပါတယ်အကျိုးပေးသောကဏ္ဍအဖျားတွေနေနဲ့ဆိုလို့ရှိရင်တော့နှစ်ကဏ္ဍသုံးကဏ္ဍခုနှစ်ကဏ္ဍတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးတော့အာသာကောင်းမှုကံကောင်းစေတော့လာဖြစ်ပါတယ်အကျိုးပေးသောအရက်ဟာတော့တောင်ဆူးဆူးရက်ဖြစ်ပြီးတော့စန်းတီယာရက်ကတော့အရှိအရက်ဖြစ်ပါတယ်ခင်ဗျာ ဒီတလားတာတို့ထဲမှာမိတ်ဆွေတို့အနေနဲ့အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမိမိတို့လိုရာကိစ္စကိုမသွားမီမိမိတို့ရဲ့လိုရာကိစ္စအမှုကလေးကိုမပြုမီမှာမိမိအိမ်ကနေပြီးတော့လေရှင်သွားတာမျိုးဖြစ်စီသို့မဟုတ်လက်ခုပ်လက်ဝါးကလေးတီးပြီးတော့လိုရာကိုကိစ္စကိုပြုမှုဆောင်ရွက်ရင်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီမဲ့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒီလာတာတို့ထဲမှာမိတ်ဆွေတို့နှုတ်တွေသာသမီများအနေနဲ့အကျိုးပေးသောအစနာလိုပေါ့ ဟိုအကျိုးပေးသောကဏ္ဍအဖျားလေးနေနဲ့ဆိုနှစ်ကဏ္ဍသုံးကဏ္ဍခုနှစ်ကဏ္ဍတွေကမိတ်ဆွေတို့ရကံကိုတိုးတက်ပြီးတော့အဆင်ပြေနိုင်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီဒီလတာတော့အတွက်မှာတတိထားဆင်ရရမှာတော့မိတ်ဆွေဟောင်းအပေါင်းတင်ဟောင်းနေနဲ့ပတ်သက်လို့တတိထားပါအလားမစားအပြောဘာနဲ့ပတ်သက်လို့ညံပါတယ်လူမှုရေးကိစ္စလေးတွေဘာသာရေးကိစ္စလေးတွေပဋိဟိတကိစ္စလေးတွေမှာကိုကစေတနာနဲ့ကိုညီလိုက်ပေမဲ့ဝေဒနာဖြစ်ရတာမျိုးလေးတွေရိုးစွဆွဲခံရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့ဒီတစ်ချက်လေးကိုတော့တာမန်ထပ်ပို့ပြီးတတိထားဆင်ရရအတွက်တော့လူအကြောင်းထပ်လောင်းပြောကြားလိုက်ပါစီ အိမ်နွေးကိစ္စအမွေကိစ္စမိသားစုကိစ္စအမှုကိစ္စလေးဒီမှာကိုကိုတိုင်းဥစည်းဥဆောင်မလုပ်ပါနဲ့တတိထားစီနေရအတွက်တော့လိုအပ်သောကာလဖြစ်တယ်။ဝေးကွာနေသောအိမ်တော်ပတ်များအဖို့ပြန်လဲအဆက်အသွယ်ရရှိခြင်းတရင်ကောင်းချခြင်းတွေကြုံရတတ်တယ်လို့မိမိတို့ရဲ့ဆွေမျိုးသားချင်းမိသားစုဝင်နေတဲ့အဆက်အသွယ်ပြတ်နေသူတွေအချုပ်အနှောင်ဖြစ်နေသူတွေလုံးဝအဆက်အသွယ်ပြတ်ပြီးပျောက်နေသောသူတွေပြန်လဲရှာတွေ့တာမျိုးအဆက်အသွယ်ရတာမျိုးကြုံရတတ်တယ်လို့ အရှုံနောက်အနေနဲ့လွတ်ဖြစ်နေတဲ့မိတ်ဆွေများအရှုံနောက်လွတ်ရှင်းနေတဲ့တရင်ကောင်းကြားခြင်းတွေကြုံရတတ်သောကာလဖြစ်ပြီးတော့ညီကောင်မတော်ကိစ္စလေးတွေကြောင့်ငွေကြေးထောက်ကူရရှိတာမျိုးမိသားစုဆွေမျိုးသားချင်းတွေကြောင့်အကူအညီရရှိတာမျိုးတွေကြုံရတတ်သောကာလဖြစ်ပါတယ်ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်ဆက်လူလုပ်ငန်းတွေအကျိုးပေးပါတယ်အဲဆေးဝါးလုပ်ငန်းတွေအကျိုးပေးပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့ဘာလို့ဖြစ်ဖြစ်အဆုရှယ်ယာစုချင်းနဲ့ပတ်သက်တာမျိုးငွေကြီးနဲ့ပတ်သက်တာမျိုးနိုင်ငံခြားပတ်စုဗီဇာလုပ်ငန်း ီလိုလုပ်ငန်းတွေမှာရှေ့လို့ဆောင်ရအားသာကောင်းမှုတို့တက်ပြီးတော့ဘာကိုလုပ်လို့တင်းငွေတွေတင်းငွေချင်းတွဲလောက်တာမျိုးတွေဟာကံကိုအားနည်းစေပြီးအစင်မပြေမှုတွေများစွာကြုံရတတ်တဲ့အတွက်အရေးကြီးသောကိစ္စတွေကိုလုပ်တဲ့အခါသတိထားပြီးပါတင်းငွေတွေသားသမီးတွေနဲ့တွဲဖက်လောက်တာမျိုးသို့မဟုတ်တောက်ကြသားသမီးတွေနဲ့ပေါင်းစုလောက်တာမျိုးတွေမှာသတိထားဆင်ခြင်ပြရန်လိုအပ်ပါတယ်ဒါအပြင်အနောက်ဆူဆူရက်ကိုခရီးထွက်တာမျိုးတွေဟာမိတ်ဆွေတို့ရဲ့ကံကိုထင်မငော့ပြီးတော့ကံအားနည်းစေသောကာလဖြစ်တဲ့အတွက်သတိထားဆင်ခြင်ပြပါ အပန်းရောင်မိုးပြရောင်ပန်းရောင်မိုးပြရောင်နေဒီမှာတတိထားဝစ်စင်ပြီးပါမိမိတို့ရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စလေးတွေမှာအကြံအကြာလေးတွေဂျုံဝတ်တတ်သောကာလအပိုင်းရှားဖြစ်ပါတယ်စေတနာတွေမပူပါနဲ့ဝေဒနာဖြစ်ရတတ်ပါတယ်စေတနာကောင်းတာမှကံကောင်းမယ်ဆိုပေမဲ့ဒီကာလဟာ ဘာသာတရားများများလို့ဖို့လိုအပ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပြစီဗဇက်ကဖရာလက်ကကာယဖြစ်တတ်တဲ့သူကမိမိတို့ရဲ့လုပ်ငန်းနဲ့ပတ်သက်လို့လုပ်ငန်းပြအတိုက်ခိုက်တွေပေါ်ထက်တယ်လို့လုပ်ငန်းသူအလုပ်သူတွေကနေပြီးတော့မလိုမုန်းထားဘုံထားတဲ့စကားလေးပေါ်တက်ပြီးတော့ပြဿနာတွေကိုလိုက်မရှင်းပါနဲ့ပြဿနာတွေရှင်းရင်ရှင်းလေရှုပ်လေရှင်းလေရှုပ်လေဖရာတတ်တဲ့အတွက်အချိန်တိုင်းရင်မှန်တဲ့သူကအဖြစ်မှန်သွားမှာပါလို့ထပ်လောင်းအကြံပေးပြစီရှင်းကမှာဒေါသကိုမနေနိုင်မဲနဲ့ခြေတန်းပြင်ပြီးလောက်ကမှာအမားလေးတွေပါတဲ့ကြောင်းထပ်လောင်းပြောကြလိုက်ပြစီခင်ဗျာ လုပ်ငန်းပြိုင်အလုပ်ပြိုင်တွေရဲ့အတိုက်ခိုက်ရေးတွေကြုံရတဲ့အတွက်တော့သတိထားစဉ်းစားပေးရလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြစီခင်ဗျာဒါအပြင်တနင်္ဂနွေသားသမီးတွေဒီလမှာအထူးသတိထားရမှာကိုယ့်ပတ်ဆက်ကနေပြီးတော့ဖြစ်ရှင်တဲ့အရာတွေကိုကြိုတင်ထုတ်ဖော်ပြောဆိုတာလေးတွေဟာထင်ငေါ်ကြံ့ကြပြီးအစင်မပြေမှုတွေဖြစ်တတ်ကြောင်းသတိထားစီလို့ကြောင်းဆရာကထပ်လောင်းပြောရင်းနဲ့တနင်္ဂနွေသားသမီးမိတ်ဆွေများမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းအတွက်အယောင်းဖက်စီကိုမိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုဈေးရောက်ကောင်းစီရန်အတွက်မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုဆရာတို့ဟို ။သတင်းစာဆက်ကူကလေးကိုတေဝင်းလေးနဲ့စီးပြီးတော့လိမ့်လိုက်ပါအလုံးလေးလိမ့်ပြီးတော့မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုဘယ်လက်နဲ့ခုနှစ်ချက်တိတိအသက်အောင်ပြီးတော့ရိုက်ပြီးတော့ရိုက်ပုတ်ပြီးတော့အသက်အောင်ပြီးတော့ရောင်းထွက်ပါစေရောင်းထွက်ပါစေရောင်းထွက်ပါစေဆိုရိုက်ပုတ်ပြီးတော့အသက်အောင်ပြီးခုနှစ်ချက်တိတိရိုက်ပြီးတော့မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုလိုက်ရိုက်လိုက်ပါဒါဆိုရင်အယောင်းတော့အယောင်းထွက်သွားစီမှာအသေးချာပဲဖြစ်တယ်အဆက်ဆက်ရရအစီအပြေစီပြီးတော့ပြုလုပ်ရမယ်ရေရေအနေနဲ့မပြောမီ ဇန်နေနာကဘေးလင်းမေးခြင်းရင်ခွန်ကိုတုံညာ2ကိုတုံညာ4တခြား7902240416 WhatsApp Telegram မှာဖြစ်စေ Viber number 6635050952မှာဖြစ်စေဆက်သွယ်မိများနိုင်ကြောင်းထပ်လောက်ကြော်ညာဝင်ရင်းနဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတို့အဓိဋ္ဌာန်ပြုလို့တဲ့ဇာငရဲ့မိတ်ဆွေတနင်္ဂနွေသားသမီးများအဓိဋ္ဌာန်ပြုလို့တပါဆိုရင်တော့ဖြင့်ဝိစာစရဏတမန်တော်ဝိစာအသိပညာစရဏအကျင့်မှာပါကြီးမြတ်တော်မူသော မြက်စွာဘုရားဆိုတဲ့ဘုံတော်လေးကိုအာယုပြုတနေ့ကိုပတိသုံးပတ်လုံးနဲ့၁၇ရက်တိတိအတိတ်ကြောင့်ဝင်လာရင် အခအခဲဆိုတာဘာလဲလို့မေးရလာအောင်အစဉ်ပြေအောင်ရင်တိုးတက်လာမှာအတိအကျပဲဖြစ်ကြောင်းနဲ့ရွှေဝင်တက်ပါတယ်ဖုံးဆက်ပစ္စည်းဆိုင်ကလက်ဆောင်ပစ္စည်းတစိုးပန်လာတယ်အထောက်အကူရရှိတတ်တော်လားတပည့်လက်သားတွေရဲ့အကူအညီကိုများစွာရရှိတတ်တော်လားဖြစ်ပါတယ်အဆက်ဆက်အရာအစဉ်ပြေအောင်ုံပြီးတော့ငွေကြီးရဲ့အစဉ်ပြေစီရန်အတွက်ပြုလုပ်ရမယ်ရေဒီယာအနေနဲ့ဆိုရင်တော့မိတ်ဆွေများခင်ဗျငွေကြီးကအားကောင်းစီပြီးတော့ ပြုလုပ်ရမယ်ရေရီဟာအနေနဲ့ဆိုရင်တော့မိမိတို့ရဲ့အိမ်ကဖျားမှာနော်မိမိတို့ရဲ့အိမ်ကဖျားမှာနေ့စဉ်နေ့တိုင်းသို့မဟုတ်ဖြစ်စေအဲတပတ်ကိုမိမိရဲ့မွေးနေ့တရက်မှာဝါစိမ့်နေဆိုတော့ဖျောက်နိုင်လေအဝါရောင်တတိုင်းအစိမ့်ရောင်တတိုင်းအနီရောင်တတိုင်းဝါစိမ့်နေဆိုတော့ဖျောက်နိုင်လေသုံးနိုင်ကိုမိမိအရင်မျက်စောဖျားမှာဖြစ်စေလုပ်ငန်းစည်းဆိုင်ရဲ့ဖျားမှာဖြစ်စေပူဇော်ထွင်ညီပြီးတော့ဝါစိမ့်နေဖျောက်နိုင်သုံးနိုင်တောက်တော်ရီသုံးွက် ဒါပြီးတဲ့အခါမိတ်ဆွေတို့အမွေးတိုင်းသုံးတာဒါလေးတွေကိုပူဇော်ပြီးတော့မိမိတို့ရဲ့အိမ်ဖျားမှာတကယ်လို့အမွေးတိုင်းတွေပါလေဆိုတချို့ကြတော့အဲပူဇော်လေးပူဇော်တာမရှိလို့ရှင်လေရပါတယ်အဲဝါစင်းတွေဖျားနိုင်သုံးတိုင်းတောက်တော်ကြီးသုံးခွက်နဲ့မိမိအိမ်ကမျက်စွာဖျားမှာနော်လူတန်းပြီးတဲ့အခါအဆက်ဆက်ရရအောင်မြင်စင်ပြီးပါစေဆိုပြီးတော့ဆရာတို့အဲမိမိတို့ရဲ့အခက်အခဲအကြက်တဲ့မှန်သမျှကိုအစဉ်ပြေစီရန်တို့ကဂျေးစီကလေးကိုသုံးချက်တီးပြီးတော့ လိုရာကိစ္စကိုအောင်မြင်ရင်ငွေကြေးကိစ္စဈေးဆိုင်လက်ပိတ်နေတဲ့နေရာတွေအားလုံးပြန်လဲပွင့်လန်းပြီးအဆက်ဆက်ရေရာအဆင်ပြေအောင်မြင်မယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံး2025ခုနှစ်17လပိုင်းပြမှာအဆက်ဆက်ရေရာအောင်မြင်တိုးတက်လို့ယတနာစင်ကြောက်ဇေတောက်တန်းကစားနိုင်ကြပါစေကြောင်းနဲ့ဆရာဟောခဲ့တဲ့အချက်ကလေးတွေမှာအစိုးအမှန်တမျအကျိုးမပေးသောအရာကံမဲစီသောအရာမှန်တမျဒီမိတ်ဆွေတို့တို့ကမထီရောက်မတက်ရောက်မဆိုင်မင်းနဲ့ဆရာဟောတဲ့အချက်လေးတွေမှာကောင်းသောကိစ္စ ကောင်းသောအရာလေးတွေကသာမိတ်ဆွေတို့အတွက်ထိထိမိမိနဲ့အောင်မြင်မှုတွေရရှိပြီးအောင်မြင်မှုပေါင်းတရဖို့စောင့်ကြပါစေကြောင်းဆုတောင်းထွက်ပနာပြုရင်းနဲ့တနင်္ဂနွေသားသမီးတွေအားလုံးတက်နေတဲ့ဘုလက်ဝင်ဖြူကြပါစေခင်ဗျတနင်္လာမှာပြန်ဆုံကြတာပေါ့ဗျာယေရှုတင်ပါလေ